ဒါကတော့လူကြီးမင်းမကြည့်ဘူးသေးတဲ့ယုံနယ်လေးအပြေးပြိုင်ပွဲပဲဖြစ်ပါတယ်။ယုံမာလေးနဲ့လိမ့်နေကြကအပြေးပြိုင်နေပါတယ်။နိုင်နေစုကစုငွေ3984သိန်းရနိုင်ပါတယ်။ဒါပေမဲ့ယုံမာလေးကရုတ်တရက်နာပြီးလမ်းဘေးမှာနေပူစာလုံနေပါတယ်။လိမ့်နေကြကလည်းသူ့ရဲ့ပြိုင်ပွဲပြိုင်ပွဲကိုလက်လွတ်လိုက်လို့ပြောနေပါတယ်။ဒါပေမဲ့သူကတွင်တစ်ခုတည်းကိုရုတ်တရက်ပြုတ်ကျသွားတယ်။ဘာကြောင့်လဲဆိုတော့ယုံမာလေးကသူ့အတွက်ထောင်ချောက်တူထားတာပါ။ယုံမလေးကတွင်းကိုရှောင်ပြီးဆက်ပြေးပါတယ်အမှန်တကယ်တော့လိမ့်နေကြကတမင်ခုံချလိုက်တာပါထောင်ချောက်ရှိတယ်ဆိုတာသူသိပြီးသားပါ အဲဒါကြောင့်မို့လို့တွင်ထဲမှာမြေရောက်ရထားပြင်ဆင်ထားပါတယ်။အခုချိန်မှာသူကမြေရောက်ရထားကိုစီးပြီးပန်းတိုင်စီကိုသွားနေပါတယ်။ဒါပေမဲ့ယုံမာလေးကမြေရောက်ရထားအကြောင်းကိုသိပြီးသားပါ။သူကမြေရောက်ရထားဆရာကိုပတ်စံပေးပြီးပန်းတိုင်နဲ့ပြောင်းပြန်ပြောင်းပေါင်းခိုင်းပါတယ်။ဒါပေမဲ့လိမ့်နေကြကအဲ့ဒီအကြောင်းကိုသိပြီးသားပါ။မြေရောက်ရထားမှာထိုင်နေတာကသူကိုယ်တိုင်မဟုတ်ပါဘူး။သူ့ရဲ့အမှားဘူးအကိုဖြစ်ပါတယ်။သူကအခုချိန်မှာတခြားလမ်းကနေပန်းတိုင်စီကိုပြေးသွားနေပါတယ်။ဒါပေမဲ့ယုံမာလေးကအဲ့ဒီအကြောင်းကိုကြိုပြီးတော့မြင်ပြီးသားပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း20တုန်းကလေးနေကြတော့ညီကိုရေချိုးနေချိန်မှာသူတို့နှကောင်ရဲ့လက်အခုံကိုလည်းလဲထားပါတယ်။အဲဒါကြောင့်မို့လို့အခုပြေးနေတာကသူ့ကိုဖြစ်ပြီးမြောက်ရထားမှာထိုင်နေတာကပြိုင်ပွဲဝင်တဲ့လေးနေကြဖြစ်နေပါတယ်။ဒါပေမဲ့ယုံမာလေးမြောက်ရထားဆရာကိုပတ်ဆက်မပေးခင်မှာလေးနေကြလေးကအရင်ပေးထားတဲ့အတွက်ယထားရဲ့ဦးတီယာကမမာပါဘူး။ယထာကပန်းနိုင်နာကိုရောက်နေပါပြီ။ဒိန်နေကြကတွင်နေကနေထွက်လာပြီးနောက်ဆုံးကျန်တဲ့မီတာ100ကိုအစမ်းကုန်ပြေးပါတော့တယ်။ အခုချိန်မှာဒိုင်လိုဂျီကရာသီဥတုအခြေအနေကြောင့်ပြန်ပွဲကိုခေတ္တရပ်ထားလိုက်ပါတယ်။ဒါပေမဲ့လိန်နင်ဂျာကမိုးကိုရှောင်တဲ့အချိန်မှာကာမာလီကဆက်ပြေးနေပါတယ်။အမှန်တကယ်တော့ပြန်ပွဲကခေတ္တမရပ်ထားပါဘူး။ခုနကတုန်းကအော်နေတဲ့ဒိုင်လိုဂျီကယုံမာလီခေါ်ထားတဲ့သူဖြစ်ပါတယ်။မိုးရွာတာကလည်းယုံမာလီကသူများကိုကားနဲ့ရေပြန်ခိုင်းတာပါ။ယုံမာလီပန်းတန်ရောက်တဲ့အချိန်မှာသူကမှန်အကြီးကြီးတစ်ချက်နဲ့တိုင်မိပြီးမှန်ကွဲသွားပါတယ်။ဒါကြောင့်လဲဆိုတော့ဒါကလိန်နင်ဂျာပန်းတန်အနီးနားမှာထောင်ထားတဲ့ထောင်ချောက်ဖြစ်ပါတယ်။ လိန်နေကြကအေးစစေးလေးနဲ့ပန်းတိုင်အစီကိုရောက်သွားပါတယ်။ဒါပေမဲ့ပြိုင်ပွဲဘက်ကယုံမာလေးကိုစုပေးလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ယုံမာလေးကသူတို့တရေကိုကဲထားလို့ပါ။လိန်နေကြလည်းအရှုံးမပေးပါဘူး။ CCTV ကိုထုတ်ပြီးသူတို့တရေကိုလုံးချန်တဲ့သူကယုံမာလေးဖြစ်တဲ့အကြောင်းသတိပြလိုက်ပါတယ်။တထီးလေးစိတ်ဆိုပြီးစုငွေကိုလိန်နေကြစီပြန်ပေးလိုက်ပါတယ်။ဒါပေမဲ့ယုံမာလေးကလိန်နေကြရဲ့ဗီဒီယိုအတူဖြစ်တဲ့အကြောင်း ID သမားကိုရှာပြီးသတိပြလိုက်ပါတယ်။တထီးကလည်းစုငွေကိုယုံမာလေးစီပြန်ပေးလိုက်ပါတယ်။လိန်နေကြကသူစပိုင်ဖြစ်တဲ့အကြောင်းပြောတော့လိန်နေကြကိုပြန်ပေးလိုက်ပါတယ်။ ယုံမာလီကသူကအဓိကဆက်ကောင်ဖြစ်တဲ့အကြောင်းပြောတော့လေသူ့ကိုပြန်ပေးလိုက်ပါတယ်တနအီကြာပြီးတဲ့နောက်တတိကမူသွားပါတယ်သူတို့နှစ်ယောက်လုံးကိုတယောက်ချင်းစီစုငွေ36ကလောက်ပေးထားပါဗါးအဲ့တော့ယုံမာလီနဲ့လိမ့်နေကြကပျော်ပျော်ရှင်ရှင်နဲ့ပြောလိုက်တယ်ပြိုင်ပွဲဆိုတော့ရှင်ပြိုင်ဖို့ကအဓိကပါရှုံးနာနိုင်တာကအရေးမကြီးပါဘူးဒီပုံမြင်ကြီးတဲ့သူ10ယောက်ထဲမှာ9ယောက်ကနောက်ပါဆက်ဖြစ်မလဲဆိုတာကိုမခန့်မှန်းနိုင်ကြပါဘူးကောင်မလေးအိမ်မှာရှိတဲ့မြင်ပြောက်သွားတဲ့အတွက်ကောင်မလေးကဝန်းနေနေပါဗါး ူရဲ့အိမ်ကြီးချင်းကသူ့ကိုလာချော်လိုက်တယ်။မြင်းပြောက်တာကိုအဆိုးဘက်ပဲမမြင်ပါနဲ့။သူကပါကြောက်အလိုပြောရတာလဲဆိုတော့အဲ့ဒီမြင်းကိုသူခိုးပြီးဈေးသုံးတောင်းနဲ့ရောင်းခဲ့လို့ပါ။နောက်နှစ်ရက်ကြာပြီးနောက်မြင်းကကလောက်အကောင်20နဲ့ပြန်လာပါလေ။ကမာလေးအယမ်းပျော်သွားတယ်။အိမ်ကြီးချင်းကြတော့အဲ့ဒါကောင်းတဲ့ကိစ္စမဟုတ်လားဘူးပြောလိုက်တယ်။ဘာကြောက်လဲဆိုတော့မြင်းကအိမ်ကြီးချင်းသူ့ကိုခိုးသွားတဲ့အကြောင်းရဲတိုင်လိုက်ပါလေ။အဲ့တော့ရဲကသူ့ကိုဖမ်းသွားပါလေ။အိမ်ကြီးချင်းပြောတာကတော့အဖမ်းခံရလဲဆိုတဲ့ကိစ္စမဟုတ်ပါဘူး။ဘာကြောက်လဲဆိုတော့သူကထောင်ထဲမှာကိုပဲဘာရက်နဲ့တွေ့သွားပါလေ။ ကိုဘဲကသူ့ကိုအနေနဲ့ဘတ်စကတ်ဘောတင်ပေးပါတယ်။အင်ဂျီကြီးကထောင်ထဲမှာနှစ်ပေါင်းများစွာပြောင်းနေခဲ့တဲ့သူ့ဖေကိုတွေ့သွားပါတယ်။ဒါပေမဲ့သူ့ဖေကရဲဖြစ်ပြီးအချက်မကောင်းတဲ့သူတွေကိုအယံမုံပါတယ်။သူ့ကိုနေတိုင်းအလုပ်လုပ်ခိုင်းပါတယ်။အလုပ်မပြီးရင်ထမင်းပေးမစားပါဘူး။နှစ်ရက်ကြာပြီးတဲ့နောက်ကောင်မလေးကမြင်းပေါ်ကနေပြုတ်ချသွားပါတယ်။သူ့ရဲ့ခြေထောက်ပါကျိုးသွားခဲ့ပါတယ်။အင်းဒီချင်းကကောင်မလေးကိုချောဖို့ထောင်ထဲကနေခိုးထွက်လာတယ်။ခြေထောက်ကျိုးသွားတာကမကောင်းတဲ့ကိစ္စမဟုတ်ဘူးဆိုပြီးပြောလာပါတယ်။ ကံကောင်းတာလည်းဖြစ်နိုင်ပါတယ်။မြင်းလေးကလည်းအင်းကြီးချင်းရဲ့စကားကိုနားထောင်ပြီးသူ့ကိုထောက်ခံပါတယ်။အဲတော့သူကအင်းကြီးချင်းရဲ့ခြေထောက်ကိုကျိုးအောင်ကန်ပေးလိုက်ပါတယ်။သူကလည်းအင်းကြီးချင်းကိုကံကောင်းစေချင်တာကြောင့်ကန်လိုက်တာပါ။အင်းကြီးချင်းကတော့ငိုနေပြီးလက်စားချေဖို့သူ့ဖေကိုခေါ်လိုက်ပါတယ်။သူ့ရဲ့ဖေလာကြည့်လိုက်တော့သူ့သမီးကထောင်ကခိုးထွက်လာတဲ့အတွက်ပြန်ခေါ်သွားပြီးနောက်ထပ်ထောင်နဲ့သုံးနှစ်ကိုလက်ဆောင်ပေးလိုက်ပါတယ်။ နောက်နေ့ရကြတဲ့အချိန်မှာမြင်းလေးကမြစ်ထဲကိုပြုတ်ချသွားပြီးတကူလုံးခဲသွားပါတယ်။ကောင်မလေးကတော့ဝမ်းနေပြီးငိုနေပါတယ်။အင်ဒီချင်းကသူ့ကိုဖုန်းဆက်ပြီးချော်လိုက်ပါတယ်။ဒါကမကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့မြင်းသားခင်ကိုစားလို့ရပါပြီ။ ြင်းလေး S ကားကိုကြာတော့ထွားသားထွက်ပြီးတော့မြေထဲကနေခုံထွက်လာပါတယ်။သူကထောင်ထဲကိုအပြေလွှာနဲ့ချက်ချင်းဝင်သွားတယ်။အိမ်ကြီးချင်းကိုဖမ်းပြီးရေခဲမြစ်ထဲပစ်ချလိုက်တယ်။အလိုနဲ့ပဲအိမ်ကြီးချင်းကရေခဲတုံးကြီးဖြစ်သွားပါတယ်။အဲဒီကိစ္စကြောင့်မြင်းလေးကလူဆိုးနေနေနဲ့ဆူရသွားပါတယ်။နောက်ပိုင်းမှာကောင်မလေးကစိတ်ထားကောင်းတာကြောင့်သူ့ကိုသွားကယ်လိုက်ပါတယ်။အဲဒီချိန်ကနေစပြီးတော့အိမ်ကြီးချင်းကလိမ်မာသွားပြီးစကားပြောရင်လည်းရွက်ပြီးမပြောတော့ပါဘူး။